အားလုံးပဲမင်္ဂလာပါခင်ဗျ။ကိုခဲအင်စတာဖုတ်ဘောရှိုးအနေကြိုဆိုပါရစေ။ကျွန်တော်ကိုခဲမှာဒီကနေ့ရဲ့ဘလုံးပြောင်းရွှေ့သတင်းတွေအများကြီးတဲ့မှာကျွန်တော်ညီကိုတွေစိတ်ဝင်စားမဲ့သတင်းတချို့ကိုလူသုံးသက်ဆွေးနွေးမှုလုပ်သွားမှာဖြစ်ပါတယ်။ပထမဆုံးဆွေးနွေးခြင်းတဲ့သတင်းကတော့ United Fan တွေအတွက်ဒါပြမဥကောင်းလို့ပြောရမှာပေါ့နော်ဂျေဒန်ဆန်ချိုနဲ့ပတ်သက်တဲ့တရင်ပဲဖြစ်ပါတယ်အဲတရင်ကဘာလဲမပြောခင်မှာကျွန်တော်ကတော့ဘာကြောင့်ပြမဥကောင်းဆိုရဲအတုံးလုံးတုံးလိုက်တလဲဆိုရဲအပိုင်းကိုအရင်ပြောချင်ပါတယ်ဆန်ချိုကလည်းဆန်ချိုပဲဗျယူနိုက်တက် အသင်းနဲ့ပတ်သက်ပြီးသူ့မှာခံစားချက်သိမရှိတော့ဘူးစာလေးတွေမထီတထီနော် Instagram ကနေရေးတယ် United ပြည်သက်တွေစိတ်ဆိုးစေမဲ့လောက်ရက်လေးတွေလုပ်တယ်အဲ့လိုကစားသမားကို United ပြည်သက်မှာမဟုတ်ကို့အသင်းကပိုင်ဆိုင်ထားတယ်ဆိုရင်လည်းသဘောကျမှာမဟုတ်ဘူးလေဒါပေမဲ့စာချုပ်တန်းအရ Jaden Sancho က United ကစားသမားဖြစ်နေသေးတယ်စာချုပ်စာတန်းအရ Jaden Sancho United အသင်းကလောက်ခပမာဏ ပေးနေရတယ်အဲ့တော့ကြောင့်ဘယ်နားမှာထားလို့ထားရမှန်းမသိနော်လက်ထဲမှာကင်ထားရင်လည်းဒီကစားသမားအနေရရှိတယ်ရောင်းပြန်ရင်ကြတော့လေကလပ်တင်းတော်တော်များဈေးနှိမ်ပြီးခေါ်မဲ့ပုံလောက်ခပမာဏအပြည့်ဝမပေးချင်နိုင်ပဲခေါ်မဲ့ပုံ ဖြစ်တဲ့အတွက်ဒါပြမဥကောင်းဆိုပြီးတင်စားလိုက်တာပါဆိုတော့အခုချိုကြီးကိုစိတ်ဝင်စားတဲ့နောက်ထပ်ကလပ်တင်းတဲ့ပေါ်လာတယ်အဲ့ကလပ်တင်းကတော့ နာပိုလီပါနာပိုလီတင်းကအငှားပါညာမဟုတ်ဘူးနော်ဂျေဒန်ဆန်ချိုအတွက်ဖြစ်နိုင်ချေရှိတဲ့ပြောင်းရွှေ့ခြေတရက်ကိုကီဗင်ဒီဘရိုင်းနာကိုခေါ်ပြီးတဲ့နောက်ပိုင်းမှာဆက်လက်စဉ်းစားနေတယ်ဒါကမန်ချက်စတာယူနိုက်တက်အသင်းအတွက်တော့ဝမ်းသာစရာဂျေဒန်ဆန်ချိုအသင်းမှာဆက်ထားလို့မဖြစ်တော့ဘူးအရစ်တန်လက်ထက်မှာကလေးကအဆင်မပြေမှုတွေရှိခဲ့တာရူဘင်အမော်ရင်လက်ထက်ပိုဆိုးတယ်ဝေါကတစ်ကောင်းတဲ့ကစားသမားတွေကိုမှသဘောကျတဲ့အမော်ရင်အနေနဲ့ဆန်ချိုချယ်ဆီမှာလှုပ်ပြခဲ့တယ်လို့လှုပ်ပြမှသာလျှင်အဆင်ပြေလိမ့်မယ်ကျွန်တော်ထင်တာတော့ကျွန်တော် ခုနောရှစ်မှာလည်းပြောပြီးသွား United ပုံမှာသူခံစားချက်နည်းသွားပြီဗျအဲ့အတွက်ကြောင့် Chelsea မှာလိုမျိုးသူလုံပြခြင်းမှာလုံပြတော့ဒီချိန်မှာ Sancho တခုတည်းလုံเสียရရှိတာအငှားချမှာလားအမှုရောင်းပါလား Ruben Amorim နဲ့ဘလိုနီးမှအစင်မပြေတော့ဘူးအဲ့ဒီလိုအခြေအနေမျိုးမှာ Napoli စိတ်ဝင်စားလာခြင်းဟာ United အတွက်တမျိုးတစ်ပုံစဉ်းစားလို့ရတယ်သို့တော့ Jadon Sancho ကိုနော်အငှားချဖို့မပြောနဲ့ရောင်းဖို့ဆိုရင်ပို့ပြီးတော့ပြဿနာရှိနိုင်ပါတယ်ဘာကြောင့်တော့ ဆန်ချိုနဲ့ချယ်ဆီကတကယ်တော့ဒီနှစ်ဘောလုံးရာသီမှာအပြောင်းအရွှေ့တစ်ခုဖြစ်ခဲ့ရမှာဗျာဆန်ချိုကိုပေါင်25သန်းနဲ့ ရာဒီဂွန်အပြက်ခေါ်မယ်မခေါ်ဘူးဆိုရင် penalty fees ငါးတန်းပေးရမယ် okay အဲ့တော့ chelsea ကဂျေဒန်ဆန်ချိုစွမ်းဆောင်ခဲ့တဲ့စွမ်းဆောင်ရည်တွေကိုသဘောကျတယ်ဗျသဘောမကျရင်တောင်မှ appreciate လုပ်တဲ့အနေနဲ့ okay ငါပေါင်25တန်းနဲ့ခေါ်ပေးမယ်ချိုကြီးကိုမကြိုက်တဲ့ chelsea ပြိတ္တာဆိုတာ10ရောက်မှ10ရောက်လောက်ပဲအများစုကကြိုက်တယ်နောက်ဆုံး conference league final မှာလည်းလှလပပတွင်းကိုတကူတွင်းပြေးသွားခဲ့အဲ့တော့ okay ပေါ့ကျွန်တော်တို့ chelsea ကလည်းခေါ်မယ်ချိုကြီးကလည်း chelsea ဘက်မှာပေးဆက်တယ်ဘာညာဆိုတော့ဒီပြောင်းရွှေ့လေးကျွန်တော်ကဖြစ်ပြီးထင်တာသို့တော့နောက်ဆုံးပြဿနာကလောက်ခပမာနာဆန်ချိုကလည်းဆန်ချိုပဲဒီလောက်ခပ ပမာဏကိုလုံးဝမညီနိုင်ပေဘူး။ Chelsea ချမှတ်ထားတဲ့လောက်ကပမာဏပေးချေ policy တွေနဲ့ဘလို့မှကိုက်ညီခြင်းမရှိတဲ့အခါကျတော့ခွာပြဲသွားတယ်။ Chelsea က penalty fees ငါသမဲပေးပြီးတော့ Jadon Sancho ကို United အသင်းစီပြန်လွှတ်ခဲ့တယ်။သူ့ရဲ့လောက်ကပမာဏကလည်းများတယ်ဗျ။အခြေခံလောက်ကပမာဏတပတ်ပေါင်2သိန်းခွဲအပြင်ဘလုံးရာသီတရာသီပြီးတိုင်းအပိုစုကြီးပမာဏတွေရှိသေးတဲ့အတွက်ကြောင့်ပေါင်းလိုက်မယ်ဆိုရင်ပေါင်2သိန်း9000 3သိန်းဝင်းကျင်နီးပါးလောက်ရှိတယ်။ဒီအမောင်းပမာဏကို Chelsea လို့အသင်းမျိုးတောင်မှအပြည့်အဝမပေးချေနိုင်တာတခြားကလပ်အသင်းတွေ ေတော့လေအပြည့်ဝပေးချေဖို့ဆိုတာခက်ခဲတယ်အဲ့တော့အခုနောက်ဆုံးနာပိုလီနာပိုလီကလည်းဘလောက်ပတ်စံရှိမှာတော့ဗျာနော် sorry bro လေးက club တွေမှာမဟုတ်တာအဲ့တော့ဒီကစားသမားရဲ့လောက်ကပမာဏကိုအများကြီးရှော့မပေးခြင်းဘူးဆိုရင် United ကိုပဲနာပိုလီကအပူကက်အဲ့ဒါဆိုမင်းတို့ငါ့ကိုပြောင်းရွှေ့ကြည့်အမောက်ပမာဏဘလောက်ဘလောက်ရှော့ပေးအဲ့ဒီပမာဏတွေကလောက်ကပမာဏဘလောက်ပေးမယ်စသဖြင့်ပေါ့နော်ညှိနှိုင်းဆွေးနွေးမှုတွေလုပ်ပါလိမ့်လက်ရှိထွက်နေတဲ့သတင်းကတော့အစောပိုင်းသတင်းဖြစ်တဲ့အတွက်ကြောင့်တချို့တော့စောင့်ကြည့်အောင်မယ်ဒါပေမဲ့လေနာပိုလီကအင်္ဂလန်ဘက်ကလာတဲ့ကစားသမားတွေကိုခေါ်လိခေါ်တာရှိတယ် တဲ့အတွက်ကြောင့်ဂျေဒန်ဆန်ချိုနဲ့နာပိုလီအပြောင်းရွှေ့ရအချိန်ကာမြွေးတော့ဖြစ်သွားနိုင်ပွဲရှိပါတယ်ခင်ဗျဆက်လက်ဆွေးနွေးကြတဲ့သတင်းကတော့တောင်ကိုရီးယားသားလေးဆွန်ဟောင်မင်နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်တော်တင်ဟော့စ်ပါနဲ့တောင်ကိုရီးယားတိုက်စစ်မှုဆွန်ဟောင်မင်ကိုဆော်ရီယာရေးဗျာကလပ်တင်း၃တင်းဖြစ်တဲ့ LLE El Nasa, El Katsia Star ရဲ့အတင်းသုံးသင်းဟာစိတ်ဝင်စားမှုတွေရှိနေပြီးတော့ပြောင်းရွှေ့ကြီးပေါင်34တန်းပေးချေဖို့အတွက်ဒီသုံးသင်းလုံးဟာအသင့်နေတာရှိတယ်လို့သိရပါတယ်ခင်ဗျ။ဆောင်မင်းရဲ့အကောင်းဆုံးအသက်အရွယ်တွေကအကုန်လုံးသွားခဲ့ပြီပေါ့နော်။အသက်30ကျော်ရောက်လာတဲ့အချိန်မှာဆောင်မင်းနေမဟုတ်ပါဘူး။မြစ်တီ ကစားသမားမဆိုစွမ်းဆောင်ရေးပိုင်းရောတန်ကြီးအဖြစ်ရောကြလာပိုဆိုးတာစွန်သည်တောင်မန်ကစားသမားဖြစ်တယ်တောင်မန်ကစားသမားတယောက်ရဲ့အကောင်းဆုံး pride အသက်အရွယ်သည်29 29နောက်ပိုင်းဆိုရင်သူကဒီကလိုင်းဖြစ်သွားပြီဗျအဲ့အတွက်ကြောင့်စွမ်းအောင်မင်စီကတော်တင်ဟော့စပါအသင်းနေနဲ့စွမ်းဆောင်ရေးပိုင်းအရာတိတ်ရတော့မှာမဟုတ်ဘူးတခုတော့ရှိတာဗောနော်စွန်ရဲ့ဦးစီးဦးဆောင်မှုပိုင်းအသင်းပေါ်မှာအရင်တော့ပေးဆက်ခဲ့တဲ့အပိုင်းတွေကတော့အသင်းအနေနဲ့ပြန်ပြီးမျက်နှာထောက်ထားမယ်ဆိုရင်တော့စွန်ကိုဆက်ဆွဲထားလို့ရတယ် တော်တော့ business ကြီးကကျွန်တော်စဉ်းစားမယ်ဆိုရင်ဆောင်းမင်းကိုဆက်ဆွဲမထားသင့်တော့အသက်က32ဖြစ်နေပြီတပတ်လောက်ကပေါင်3000ပေးထားရတယ်သူရဲ့စာချုပ် contract ကလည်းကျွန်တော်2026မှာကုန်မယ်အဲ့ဒါကြောင့် Saudi Arabia ကလည်းတစ်နှစ်လောက်ပဲကြံတော့တယ် Tottenham Hotspur အနေနဲ့30 33ကစားသမားတစ်ယောက်ကို Saudi Arabia ထပ်တိုးမယ်ဆိုရင်လည်းမတန်တော့ဘူးဗျာစွန်ကို3900တက်နေတဲ့ amount ပမာဏနဲ့လည်းထည့်ချုပ်ရတော့မယ်ဆိုတော့ဆွေးနွေးညှိနှိုင်းချက်တွေပါသူတို့လုပ်ရတော့မယ်အဲ့ဒါကြောင့်ဒီချိန်မှာအခါခွင့်သင့်တော့ Spurs အနေနဲ့ fan ငွေတစ်ခုရမယ်ဆိုရင်အသင်းကနေစွန်ကိုထုတ်ရောင်းသင့်တယ်လို့တော့ထင်တယ်ပေါင်34တန်းပေးတာကတော့မများတော့မများဘူးဒါပေမဲ့နည်းလည်းမနည်းဘူးဟို fair ဖြစ်တယ်လို့တော့ကျွန်တော်ယူဆတယ် တယ်အရေးကြီးဆုံးတစ်ချက်ကဒီပေါင်34သန်းတဲ့ဆိုင်စွန်ကိုပေးနေရတဲ့တပတ်လောက်ကပေါင်3900ယောင်းနေသွားလိမ့်မယ်အဲ့တော့စွန်ထွက်သွားပြီဆိုရင်သူစီရရမယ်เนาะ ပေါင်34တန်းရဲ့ဒါအခုဖော်ပြတဲ့သတင်းအတိုင်းအရဆိုပြောပြရအောင်နော်ပေါင်34တန်းရဲ့လောက်ခပမာဏတွေရဲ့ပေါင်းပြီးတော့နောက်ထပ်တိုက်စစ်ပြစ်မှတ်ကစားသမားတစ်ယောက်ကိုကောင်းကောင်းခေါ်လို့ရတယ်အခုသတင်းထွက်နေသလို Brian Ambumo ကြောင်းရွှေ့ကြီးလည်းများတယ်လောက်ခလည်းများတယ်အဲ့တော့အသင်းကကစားသမားတစ်ယောက်ထွက်သွားတဲ့အခါကျမှအဲ့ဒီကစားသမားကိုပြန်ခေါ်ဖို့အတွက်ပူအဆင်ပြေလိမ့်မယ်လို့တော့ကျွန်တော်ထင်တယ်ဗျဘာကြောင့်လဲဆိုတော့နောက်လာမယ့်ဘောလုံးရာသီမှာ Tottenham Hotspur အပြောင်းလဲကြီးကြီးမားလောက်ရတော့မယ်သူတို့ Champion League ဝင်ခွင့်ရတယ် Champion League မှာဟိုတူတူတန်တန်လေးနဲ့သွားပြိုင်လို့မရဘူးအဲ့ဒါဆိုရင်အသင်းရဲ့ image ပါထိခိုက်လိမ့်မယ် တကြောင် Daniel Levine တို့အနေနဲ့ဟိုရောင်းတင်တဲ့ကစားသမားတွေကိုရောင်းတော့မရောင်းတင်တဲ့ကစားသမားတွေကိုခိပြီးတော့အတင်းကိုတေချာလေးစနစ်တကျတိဆောက်တင်တယ်လို့တော့သုံးသပ်မိပါတယ်ခင်ဗျကျွန်တော်နောက်ဆုံးဆွေးနွေးခြင်းတဲ့သတင်းကတော့ Bayern Munich နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ် Bayern Munich က Florian Wirtz ကိုခေါ်ယူဖို့အတွက်အဆင်မပြေမှုတွေဖြစ်ပြီးတဲ့နောက်ပိုင်းမှာနည်းနည်းရမ်းနေတဲ့ပုံစံမျိုးပဲပေါ့နော်အဲ့တော့ Liverpool ကိုလည်းကျွန်တော်တို့ credit တော့ပေးရမယ် Florian Wirtz ကိုဂျာမန်အတိုင်းဝိုင်းကနေရောင်းအောင်ဆွဲထုတ်ပြီးတော့ခေါ်သွားတာ Bayern Munich ရဲ့အိမ်မက်တွေတစားစီပြိုကွဲသွားတယ်လို့ပဲပြောရမှာပေါ့နော် 不如喵呢嘛，喵，对不来。 ်မူစီယာလာနဲ့ဗစ်တွဲလိုက်တဲ့တိုက်စစ်အစုဖွဲ့ကဘလောက်ထိရင်ခုန်စရာကောင်းမလဲအထောင်တိုက်စစ်မှုကဗျာဟယ်ရီဂိန်းကဲဟယ်ရီဂိန်းအသက်အရွယ်ကကျလာတယ်ပဲထားပါအောင်ဗစ်နဲ့မူစီယာလာနှစ်ယောက်ထဲနေတယ်အထောင်တိုက်စစ်တနေရာမှာဘသူ့ကိုပဲထက်တယ်ဘိုင်မြူနစ်ရဲ့တိုက်စစ်ကတကယ်လို့အိမ်မက်ဆန်ဆန်ရင်ခုန်ကျင်စရာကောင်းနေလိမ့်မယ်သို့တော့လီဗာပူးကဗစ်ကိုခေါ်ပြီးတဲ့နောက်ပိုင်းမှာဘိုင်မြူနစ်ကလည်းဘယ်ကစားသမားကိုဘလို့ပြစ်မှတ်ထားမှန်းကိုမသိတော့ဘဲနဲ့ကစားသမားအစုံလင်နဲ့တရင်ထွက်တယ်အဲ့တော့နီကိုဝီလျံစ်နဲ့လည်းတရင်ထွက်တယ်နီကိုဝီလျံစ်ကိုကျွန်တော်တော်တော်လေးစိတ်ပြက်မိလို့သိပြီးတော့နောက်ပိုင်း ဘာမှမဆွေးနွေးတော့ဘူးဗျာသူကအခုတမျိုးတကြတမျိုးပြောတယ်ကိုယ်လေးမျိုးတော့တကယ်တမ်းသူပြောင်းကျင်နေတဲ့ club ကဘာစလိုနာဘာစလိုနာကတလောတော့မခေါ်ဘူးဆိုပြီးပြောသွားတယ်အခုကျတော့လေခေါ်မယ်ဘာညာဆိုတဲ့သတင်းမျိုးတွေထပ်ထွက်နေပြန်အောင်အဲ့တော့ Lamania ML ကလည်း Nico Williams ကိုအသင်းကိုလာရောက်ကစားဖို့အတွက်ဖိတ်ခေါ်ထားတယ်ငကိုကလေးကပြောင်းကျင်ပါတယ်ဆိုကမှနိုင်ငံသူအသင်းပေါ်ကပါ ဖိတ်ခေါ်ထားတဲ့အခါကျတော့ဘာစတိုနာနဲ့နီကိုဝီလျံစ်တို့ရဲ့အပြောင်းရွှေ့ရာဖြစ်သွားနိုင်တဲ့တခုပဲသူအဲ့လိုမျိုးတပတ်ပေါင်း3သိန်းတို့ဘာလို့ရှောက်မပြောဘူးဆိုရင်တော့တူတူတန်တန်လောက်ကပမာဏတရက်နဲ့ဆိုရင်တော့ဘာစတိုနာနဲ့ဖြစ်ကောင်းဖြစ်နိုင်ခြင်းရှိတယ်အဲ့တော့ဘိုင်မြူနစ်ကနီကိုဝီလျံစ်ကိုခေါ်ရွေးမှာဘာစတိုနာလောက်အခြေအနေမကောင်းဆိုတာ သေးကြတယ်။အဲ့တော့ဘိုင်မင်းနစ်ဒီနီကိုဝီလျံစ်ကိုခေါ်ယူလို့မရဘူးဆိုရင်ဘရိုက်တန်အသင်းရဲ့တောင်မန်ကစားသမားမီတိုမာနဲ့လီဗာပူးအသင်းရဲ့နယ်သလန်တောင်မန်တိုက်စစ်ကစားသမားကိုရီကပိုတို့ကိုပြစ်မှတ်ထားရတယ်လို့သိရပါတယ်။ဒါကနီကိုဝီလျံစ်ကိုမခေါ်ယူနိုင်တဲ့အခြေအနေမှာခေါ်ယူလာနိုင်တဲ့နောက်ထပ်ကစားသမားနှစ်ယောက်ကိုဘိုင်မင်းနစ်ပြစ်မှတ်ထားရတာပါ။အဲ့တော့နီကိုဝီလျံစ်ကမလွယ်တဲ့အခြေအနေမျိုးဖြစ်တဲ့အတွက်မီတိုမာနဲ့ကိုရီကပိုတို့ကတော့ဖြစ်နိုင်တယ်။ဘာကြောင့်လဲဆိုတော့လီဗာပူးက Florian Wirtz ရောက်ပြီးတဲ့အချိန်မှာသူတို့ရဲ့တိုက်စစ်အစုအဖွဲ့တွေကတချို့ကစားသမားတွေကိုလှည့်လို့ရတယ်ဗျာ။ ကိုရီကပို DSDA ကိုဂျိုတာ၃ယောက်ကိုတဒန်းနဲ့ထားရတယ်လို့ကျွန်တော်ယူဆတယ်။ကိုရီကပိုကိုလည်းပုံမလင်းလင်းပြောရင်တော့ Arslo ကအဲ့လောက်ထိကြိုက်တယ်တော့မဟုတ်သူတို့အတွက်ပို့ပြီးတော့ကောင်းမွန်တဲ့ကစားသမားတစ်ယောက်ဖြစ်တဲ့ Florian Wirtz ရောက်လာတဲ့အတွက်ကြောင့်ဈေးကောင်းရမယ်ဆိုရင်လည်းကိုရီကပိုကိုရောင်းနိုင်တယ်။အဲ့တော့မီတိုမားကလည်းအကောင်းဆုံးအသက်အရွယ်မဟုတ်တော့ဘူး။ Brighter အနေနဲ့ဒီကစားသမားကိုဒီအချိန်မှမရောင်းရင်ကျန်တဲ့အချိန်သွားရောင်းလိုက်ဘာစီးမှရတော့မှာမဟုတ်တဲ့အတွက်ကြောင့် Bayern Munich အနေနဲ့ဒီကစားသမားနှစ်ယောက်ထဲကဘသူ့ကိုခေါ်မလဲ။ဒါမှမဟုတ်ရင်ကျွန်တော်တို့ မသိတဲ့နောက်ထပ်ပြစ်မှတ်ကစားသမားတွေကိုလည်းပြောင်းလဲပြစ်မှတ်ထားလာဖို့ရှိနေပါကြောင်းသုံးသက်ဆွေးနွေးနေပဲဗီဒီယိုလေးဒီမှာနားခွင့်ပြုပါကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးအားလုံးကျေးဇူးအများကြီးတင်ပါတယ်